အားလုံးပဲမင်္ဂလာပါ။ဂျာမနီနိုင်ငံဟာဥရောပရဲ့စီးပွားရေးအတောင်တင်းဆုံးနိုင်ငံဖြစ်တယ်လို့ KSS ကမ္ဘာသမိုင်းစာမျက်နှာမှာအရေးပါခဲ့တဲ့နိုင်ငံဖြစ်တာနဲ့အညီသူရဲ့မျိုးစည်းတွေဟာလည်းအလုံးမေးကြော်ကြားပါသည်။ယူရိုပါလီယံရဲ့အတူ UNIS ဟမ်ပန်စတုတ်ဂတ်စားတဲ့မြို့ကြီးတွေဟာလေကမ္ဘာထိပ်တန်းမြို့ကြီးတွေဖြစ်ကြပါသည်ဒီတစ်ခါမှာတော့ဟမ်ဖတ်မြို့ကြီးရဲ့အကြောင်းကိုဝေမျှလိုက်ပါသည်ဟမ်ဖတ်မြို့ဟာဂျာမနီနိုင်ငံရဲ့မြောက်ပိုင်းမှာတည်ရှိနေပြီးဗာလင်မြို့တော်ရဲ့နောက်နိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ကြီးတွေဖြစ်ပါသည်ဟမ်ဖတ်လို့သာအလွယ်ခေါ်နေကြပြီးမယ်ဒီမြို့ကြီးရဲ့အမည်အပြည့်စုံကလွတ်လပ်သောဟမ်ဖတ်ဟမ်စီအက်တစ်မြို့ဖြစ်ပါသည်မြို့ရဲ့အကြီးအဝန်းက292စတူရမ်းမှန်ကဲရှိပြီးမြို့နေလူဦးရေနှစ်သန်းခန့်ရှိကဒေသတစ်ခုလုံးဆိုရင်တော့လူဦးရေ ာသံကွေးနီးပါးထိနေထိုင်နေမျိုးကြီးဖြစ်ပါသည်။ဟန်ဖတ်ဟာဂျာမနီရဲ့တမိုင်းတလျှောက်မှာအရေးပါခဲ့တဲ့မျိုးဖြစ်တယ်လို့စီးပွားရေးအရာတစ်ချက်အချို့တဲ့မျိုးကြီးလေးဖြစ်ပါသည်။လူနေမှုစနစ်မြန်မာနဲ့မျိုးကြီးဖြစ်တယ်လို့ကမ္ဘာမျိုးတော်မျိုးစည်ရင်းမှာ Vita Plus C တတ်မှတ်ခံထားရတဲ့မျိုးကြီးလေးဖြစ်ပါသည်။ဟန်ဖတ်မျိုးဟာ AD 900ဆိုအစောပိုင်းမှာရှာလမေဘယင်းကြီးက ဖိုက်ကင်းတို့ရဲ့ရန်ကားနီခူကန်ကာဂွေဖို့ရေးဖိတ်ခန့်တက်တစ်ခုတိဆောက်စီခဲ့ရာကနီအစပြုတ်ခဲ့တာဖြစ်ပါသည်ဒါပေမဲ့အေဒီစနစ်ရာစုနှောင်းမိုင်းကာလအထိတိုင်လူ900ခန့်သာနေထိုင်နေရုံငယ်လေးတစ်ခုကဖြစ်တာရှိခဲ့ပါသည်အလေခေကာလရောက်ချိန်မှာတော့ဟာဗာဟာဥရောပတိုင်းရဲ့ကောင်းသွဲရောင်းဝယ်မှုလုပ်ငန်းဆိုင်ရာအချက်အချာနေရာအခစ်ကိုတပီးပီးနဲ့ရောက်ရှိလာခဲ့ပါသည်ဗတ်ဒီခေကဥရောပအလေပိုင်းနဲ့မြောက်ပိုင်းမှာရှိတဲ့ဇီဘွားကြီးမြို့တွေအချင်းချင်း အပြင်အလားကားွယ်ပြီးကြ၏ Hamsi Atin မဟာမိတ်အဖွဲ့ဝင်မျိုးဖြစ်ခဲ့ပါ၏ဒါကြောင့်လေဒီကနေ့ Hanver မျိုးရဲ့အမည်မှာ Hamsi Atin ဆိုရင်စကလုံးပါဝင်နေခဲ့ရာဖြစ်ပါ၏ကောင်းတွယ်ကြီးနဲ့ဇီဘွားကြီးထွန်ကားခဲ့တဲ့ Hanver ဟာ၁၆ရာစုနဲ့ စကောနီယာစုအတွင်းမှာ Hanford.8 နှင့် Hanford Band တွေကိုတည်ထောင်နိုင်ခဲ့ပါတယ်။1842မှာတော့မီးအကြီးအကျယ်လောင်းခဲ့ပြီးလူပေါင်း50တအုပ်ခန့်အသက်ဆုံးရှုံးခဲ့ရပြီးပထင်ကရအဆောက်အအုံတွေအပါအဝင်အဆောက်အအုံပေါင်း1900ကျော်မီးတွေပတ်သွားခဲ့ရပါတယ်။ မျိုးကိုခက်တဲ့မျိုးတို့မျိုးအဖြစ်ပြန်လည်တိဆောက်ခဲ့ပြီး20ရာစု အစောပိုင်းမှာတော့ယုန်နီလူဦးကြီးတတန်ပြည့်သွားခဲ့ပါပြီ။ဂျာမနီရဲ့ဂျူးလူမျိုးအများဆုံးနေထိုင်ရာမျိုးဖြစ်ခဲ့ပြီးမြဒုတိယကမ္ဘာစစ်ကာလမှာတော့နာဇီတို့ရဲ့ဖန်စီခံရခြင်းနဲ့ထွက်ပြေးသွားရခြင်းတို့ကြောင့်ဒီမျိုးမှာဂျူးလူမျိုးမရှိသလောက်ရှားသွားခဲ့ပါပြီ။စစ်ပီးကာလမှာတော့စစ်တပ်ကြောင့်တမျိုးလုံးကြီးပါပျက်စီးသွားခဲ့ရတဲ့မျိုးကိုအပြည့်ပြည့်ပြန်လည်တိဆောက်ခဲ့ပါပြီ။အရှိနေအနောက်ဂျာမနီကိုပေါင်းစည်းနိုင်ခဲ့တဲ့1990ခုနှစ် ောက်ပိုင်းကနေစလို့ပင်လယ်စိတ်ကမ်းတွေအတူ Harvard ရဲ့ CYE ဟာတည်သားစွာတိုးတက်သွားခဲ့ပါတယ်ဒီကနေ့အချိန်မှာတော့ Harvard ဟာကုန်တဲ့ CYE လုပ်ငန်းတွေရှင်းကြည့်မှုအနုပညာအမွေအနှစ်အဆောက်အအုံတွေစာမှုနဲ့သိပ္ပံနည်းပညာဆိုင်ရာလုပ်ငန်းတွေနဲ့အတူဂျာမနီရဲ့ထိပ်တန်းမျိုးကြီးတစ်မျိုးအဖြစ်ဆက်လက်ရည်တည်လျက်ရှိပါတယ်။ဟာဗာမျိုးတော်တမိုင်းကျောင်းနဲ့တွဲလျက်ပေါင်းဝင်နေတဲ့ဟာဗာပင်လေစိတ်ကမ်းဟောက်ဆိုရင် ဂျာမနီနိုင်ငံရဲ့အကြီးဆုံးပင်လယ်စိတ်ကမ်းဖြစ်ပြီးဂျာမနီနိုင်ငံနဲ့ကမ္ဘာနိုင်ငံအသီးသီးကိုရေလမ်းကြောင်းကနေချိတ်ဆက်ပြီးထားတာကြောင့်ကမ္ဘာတကားပေါက်လူလီတင်းစားခေါ်ဝေါ်ကြပါတယ်။ဥရောပရဲ့အကြီးကတင်းမောစိတ်ကမ်းကြီးအဖြစ်ရှားစုနဲ့များစွာရပ်တည်နိုင်ခဲ့ပြီးဟာဗာမြို့တော်ကြီးရဲ့ကျွဲဝချမ်းသာမှုအလုံးဟာအဲဒီစိတ်ကမ်းကြီးကို အမိပြုဖြစ်ပေါ်လာခဲ့တာလေးဖြစ်ပါတယ်။ဟာဗာစိတ်ကမ်းအတွင်းကဟာဗာစီးတီးရပ်ကွက်အတွင်းမှာတည်ရှိနေတဲ့ Sharpite Hashtag ကုန်သူလောင်းရောအစုဟာဆိုရင်လေ ကမ္ဘာအကြီးဆုံးတောင်လောင်ရုံနေမြေအဖြစ်နာမည်ကျော်ပါသည့်စတူယန်ပီကိုနာတန်ဒီဘာဂျေဝွန်ပီ1928ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့ပြီးယူနက်စကိုအမွေအနှစ်နေမြေတစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့နေရာလေးဖြစ်ပါသည်ကောင်းတောင်လောင်ရုံနေမြေထဲမှာပဲတည်ရှိနေတဲ့မီနီရစ်ချာဝန်ချာလန့်ဆိုတဲ့နေရာကတော့ကမ္ဘာအကြီးဆုံးရှထားလောက်ပုံစံငယ်ရှိအောင်နေရာအဖြစ် လူသိများပါတယ်ဒီနေရာမှာတော့ဥရောပအမေရိကနဲ့တောင်အမေရိကမျိုးစည်းအချို့ရဲ့ပုံစံငယ်အဆောက်အအုံတွေကိုတိစောက်ထားပြီး၂009နှစ်ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်စိတ်ကန်းနေမြေထဲမှာပဲဒူးစားတွေဒီဇိုင်းတွေတည်ရှိနေတယ်အဆောက်အအုံကြီးကိုတော့ F Filler Muni လို့ခေါ်ပါတယ်ပောက်ကိုယ်တော်ဟောင်းတစ်ခုရဲ့အပေါ်မှာရေလိုင်းနဲ့ရေကြီးတောင်ပုံစံကိုဖန်တွေနဲ့တိစောက်ထားတာဖြစ်ပြီး ဂီတပွဲတွေနဲ့အနုပညာပွဲခန်းနာတွေကျင်းပရာပရိသတ်ပေါင်း2000ကျော်စတဲ့အဆောက်အအုံကြီးလေးဖြစ်ပါတယ်354ပေယတိမြင့်နဲ့ဒီအဆောက်အအုံဟာအထက်မြင့်အဆောက်အအုံနည်းပါတယ်ဟန်ဖတ်မှာအမြင့်ဆုံးအဆောက်အအုံတစ်ခုတွေဖြစ်ပါတယ်ဟန်ဖတ်မြို့ကြီးမှာကြားရတွေများစွာရှိတဲ့အနက်ထင်ရှားဖြစ်တစ်ခုကတော့ဟန်ဖာဂါကွန်စတေလို့ခေါ်တဲ့အနုပညာပြတဲ့ဖြစ်ပါတယ်အဆောက်အအုံကြီး3ခုနဲ့အတူ KSS အနုပညာတွေကိုပြသထားတဲ့ဒီပြတဲ့ဟာကမ္ဘာအကြီးဆုံးအနုပညာပြတဲ့တွေအနက်ကတစ်ခု ုလေးဖြစ်ပါသည်ဟာဗာမျိုးရဲ့အမတ်အသားဖြစ်သတ်မှတ်ခံထားရသည့်စိတ်မကဲဖျားကြောင်းကတော့အတိကလူသားရန်ဖျားကြောင်းကြီးငွားခုအနက်မှတစ်ခုအပါဝင်ဖြစ်ပါသည်ပထမဆုံးအဆောက်အအုံကိုစကောနီယာစုမှတိဆောက်ပြီးစီးခဲ့ပေမယ့်မီးလောင်မှုနဲ့ဘုံတံတွေနဲ့ပြက်စီးခင်းရတာကြောင့်နှစ်ချိန်ပြန်တိဆောက်ခင်းရတယ်ဖျားကြောင်းလေးဖြစ်ပါသည် ကောင်းကင်တမန်တော်မိုက်ကေရဲ့ဂျီယုတ်တို့ကြီးနေတူဖန်စီရီတစ်ပရိုတက်စတင်ဘာရော့ဘီတူကအမှုပညာတွေနဲ့ခြေသထားတဲ့ဖယားကြောင်းကြီးချပါရီဟမ်ဘတ်အစိုးရယုံထိုင်ရာဟာဗာမြို့တော်ခန်းမှာအဆောက်အဦးကြီးကလည်းအမွေအနှစ်အဆောက်အဦးတစ်ခုအဖြစ်နာမည်ကျော်ပါရီစကောရာစုနောက်ပိုင်းမှာတိဆောက်ပြီးစီးခဲ့တဲ့အဆောက်အဦးဖြစ်ပြီး Revival Listen ပြီးသူကစတိုင်နဲ့တိဆောက်မွမ်းမံထားတာဖြစ်ပါတယ်။ Eva မြကန်ပေးမှာတရှိနေတယ်။ Genius ပန်းစံကတော့ဟန်ပတ်ရဲ့ရှိအကျဆုံးပန်းစံနေမည်ဖြစ်ပါတယ်။ဒီကတည်းကတစ်စီကံချေဝန်နေဒီပန်းချံကိုတော့၁၈ရာစုကလေးကစတင်ဖွင့်လှစ်လာခဲ့တာဖြစ်ပြီးပန်းချံနေပြီအတွင်းမှာပြားတိုင်းနှစ်ခုလေးရှိနေပါသေးတယ်။ဟန်ဖတ်မြို့ကြီးရဲ့အခြားထင်ရှားတဲ့နေရာတွေကတော့အစ္စတာရေကံများနေနီဟန်ဖတ်အမှုပညာနဲ့ဒီဇိုင်းပြတိုင်ဂျာမနီရဲ့အကြီးဆုံးဒင်းနေဖြစ်တဲ့အော့စတော့ဒင်းနေနေနီ TRP Hanover Tradition ယုံ Hanover နိုင်ငံတကာရေချောင်းပြတိုင်စိတ်ကျင်းဖျားကြောင်ဂျာမန်ပြိုင်ကားတွေကိုအဓိကစူးစောင်းပြသထားပြီး Hanover ကပြတိုင်1971ခုနှစ်ကတည်းကဖွင့်လှစ်ခဲ့တဲ့ Eva Umi လှိုင်ကောင်စိတ်နီကိုလက်ဖျားကြောင် 1920ခုနှစ်လရချီလီအိမ်တော် Harvard ရှုပ်ပုတ်ပြတိုင်ရီမာရစ်မော့ကျွတ်တင်မော့ပြတိုင်နေအကစားပြင်ပွဲများကျင်းပရာ Vocalic Arena စတာရီဖြစ်ပါ၏နေထိုင်သူလူဦးရေ၄ပုံ၃ပုံကဂျာမန်တွေဖြစ်ပြီးကျန်၄ပုံ၃ပုံကတော့အခြားနိုင်ငံတွေကလာရောက်အထူးခြားနေထိုင်သူတွေဖြစ်ပါ၏နိုင်ငံရေးဒုတိယစီးပွားရေးအတောင့်တင်းဆုံးမျိုးဖြစ်ပြီးလေးမျိုးစည်းတစ်မျိုးတွေရေ GDP က American Dollar 130 billion နဲ့အထက်မှာရှိပါ၏ယူနီလူဦးရေ35ရာခိုင် ်နှုန်းခန့်ကကရိယာဘာသာဝင်ပြီးဖြစ်ပြီးကျန်60ရာခိုင်နှုန်းကျော်ကဘာသာမဲ့ပြီးဖြစ်ကောင်းအခြားဘာသာကိုးကွယ်သူ အနှင်းငယ်လေးနေထိုင်ကြပါသည် ပြည်ပြိုးမြင့်စွမ်းရင်ထုတ်လုပ်မှု၊လေးကြောင်းဆိုင်ရာထုတ်ကုန်၊စက်မှုထုတ်ကုန်၊ဂျမားရေးဆောင်ရှာမှု၊ကုန်သွယ်ရေး၊မီဒီယာစာရာတွေကအထူးကစီးပွားရေးလုပ်ငန်းတွေဖြစ်ပြီးဒေတာကန်တွေရဲ့နေစဉ်ပြမျှ GDP ကအမေရိကန်ဒေါ်လာ6,900ခန့်ဖြစ်ပါပြီ။ဟာဗာမြို့ကြီးဟာဥရောပရဲ့သိပ္ပံနည်းပညာနဲ့လေလာမှုဆိုင်ရာနေပဲ့အရရအတွက်အထက်အချကြားတဲ့မြို့တော်ကြီးဖြစ်တာနဲ့အညီကမ္ဘာ့ကျောင်းအသက်မွေးဝမ်းကျောင်းပညာတက္ကသိုလ်နဲ့ကောလိပ်မျိုးစွာတည်ရှိရာမြို့ကြီးလေးဖြစ်ပါပြီ။တက္ကသိုလ်ရိအနက်မှာ1919 ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တဲ့ဟန်ဖာတက္ကသိုလ်ကအကျော်ကြားဆုံးဖြစ်ပြီးဒီတက္ကသိုလ်ကြီးမှာတော့စတင်သားပေါင်း၄000ကျော်တက်ရောက်လျက်ရှိပါသည် ပင်မလီစိဖြစ်တဲ့ဟန်ဖတ်နိုင်ငံတကာလီစိကိုတော့ဟာဂိုယာ၁၂ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့ပြီးနှစ်စဉ်လီဆောင်ခရီးသွားစကောနှစ်တန်းကျော်ကိုငွေဆောင်မှုပေးနေတဲ့လီစိကြီးလေးဖြစ်ပါသည်။တမောဒီယာပိုင်းရာသီဥတုကိုပိုင်ဆိုင်ထားပြီးတစ်နှစ်ပတ်လုံးပြင်းပြပူချိန်ဟာ၁ဒီဂရီကနေစကောနှစ်ဒီဂရီဆဲစီရဲ့ကျောင်းမှရှိနေပါသည်။ဥရောပရေအ धिक ကြားတဲ့ကွန်တွယ်ကြီးမျိုးဖြစ်တာကြောင့်လာမန်ဆက်တွယ်ကြီးစနစ်လေအလွန်ကောင်းမွန်ပါသည်။ တမျိုးလုံးကိုမြေအောက်ယထာအမြဲယထာလျှင်စေယထာဘက်ကကွန်ရက်များစွာနေချိတ်ဆက်ထားသလိုရေကြောင်းတက်ရှောင်းနေ လူမျောင်းတွေတဲမှာလေဖယ်ရီတင်မောတွေပြီးဆွေးနေပါတယ်ဟန်ဖာကမြစ်တွေနဲ့လူမျောင်းတွေပေါ်မှာဖြတ်ထိုးထားတဲ့တံတားပေါင်းကလေ2500ခန့်ရှိနေပြီးဥရောပရဲ့တံတားအများဆုံးမျိုးအဖြစ်လေသတ်မှတ်ခံထားရပါတယ်ဟန်ဖာဟာဂျာမနီရဲ့မျိုးတစ်မျိုးဖြစ်တယ်လို့ဒီနေ့တခုလေဖြစ်ပါတယ်ဂျာမနီမှာယူနီပြည်နယ်အတူတူဖြစ်နေတယ်နောက်နှစ်မျိုးကတော့ Valley နဲ့ Bremen တို့ဖြစ်ပါတယ်ဟန်ဖာကတော်ကတော့ဟန်ဖာရဲ့အကျော်အားဆုံးပွဲတော်ဖြစ်ပါတယ်တစ်နှစ်ကိုနှွေဦးရာတီနှွေရာတီနဲ့ဆောင်းရာတီတို့မှာ၃ညခွဲ ကကျင်းပလိရှိပြီးနစ်စင်ဂျာမနီတော်ဝန်ကလူပေါင်း၁၀၀၀လောက်အထိပါဝင်ဆင်နွှဲတွင်ပွဲတော်လေးဖြစ်ပါသည်။ဇလီရာစုကလေးကစတင်ကျင်းပခဲ့တဲ့ဈေးပွဲတော်ဖြစ်ပြီးပွဲတော်ချင်းရောက်တိုင်း Highly Gun Guy Festival ၏ကွဲမြင့်ကြီးတဲ့မှာ များပြားလာတဲ့ဈေးဆိုင်တွေနဲ့အပန်းဖြေကျော်ပြီး attraction များစွာပါဝင်နေလေးရှိပါသည် Hanover ဟာဂျာမနီရဲ့အသံရှင်ဆုံးမြို့ဖြစ်တယ်လို့မြို့အနက်မှာစင်္ကလန်နဲ့ပန်းချန်နဲ့မြို့တွေတည်ရှိနေတာကြောင့်ဥရောပရဲ့စင်္ကလန်နဲ့မြို့တစ်မြို့လေးဖြစ်နေပြန်ပါသည် Hanover ဟာညအချင်းတွေမှာလေးအလွန်စီကားနေလေးရှိပြီး နိုင်လက်ဖီဂျီမှုချောင်းကားရီယိုစီတမျိုးနဲ့ဖြစ်ပါရီဟာဗာတမျိုးလုံးမှာဇက်ယုံပေါင်းအခု၄စီကျုံပြားရိပ်ပေါင်းအခု၆စီကျုံဒိဟီတာခမ်းမပေါင်း၁၀၀ကျော်အထိရှိနေတာကြောင့်အနုပညာရည်ကျေးမှုအလွန်ထွန်းကားတဲ့မျိုးတမျိုးလိုလေးစုနေပါရီကဘာကျော်အစားစာတမျိုးဖြစ်တဲ့ဟာဗာကောင်ဆိုတာဟာဗာမျိုးရဲ့အမိကားနေရယူထားတာဖြစ်ပါရီဂျမားကြီးဆောင်းရှောင်းမှုစနစ်လေးကောင်းမွန်တယ်လို့အမှုအခင်းနေပါရီလုံးကျုံစိတ်ချရတဲ့မျိုးတမျိုးဖြစ်တာကြောင့်ကဘာပေါ်ကနေချင်းစွေအကောင်းဆုံးယော်ရီစင် င်းမှမကြခဏရွေးချယ်ခံရလိရှိတဲ့မြို့ကြီးတွေဖြစ်ပါသည်ဘောလုံးအားကစားကလူကြိုက်အများဆုံးအားကစားဖြစ်ပြီးယူကန်အသင်းဖြစ်တဲ့ဟန်ဖတ်အသင်းဟာဂျာမန်ဖွန်တက်လီကမှလူတီများ၏အသင်းတစ်သင်းတွေဖြစ်ပါသည်ဟန်ဖတ်အကြောင်းပြောရင်ကမ္ဘာကျော်ဂီတအဖွဲ့တစ်ခုဖြစ်တဲ့ Vitas ကိုလည်းခြံထားလို့မရပါဘူး Vitas ဟာသူတို့ရဲ့ဂီတခေတ်ကြီးအစောပိုင်းကာလကိုဟန်ဖတ်မှဖျက်ဆီးခဲ့ရဖြစ်ပြီးမတူညီတဲ့နေရာပေါင်းစုံမှာပွဲပေါင်း190ခန့်အထိကျော်ပြည့်ခဲ့တာဖြစ်ပါသည်ဒါလို့ဆိုရင်တော့ဂျာမနီရဲ့နာမည် ေကျော်မြို့ကြီးတစ်မြို့ဖြစ်တဲ့ဟန်ဖတ်မြို့ကြီးရဲ့အကြောင်းတော်တော်လီတည်တော်လောက်ပြီးတင်ပါတယ်။နောက်ဆက်သူဘဟုတ်ကပီတဲ့မြို့ရွှေပေါင်းရွှေလန်းချံပြကြပါစေ။